အားလုံးပဲမင်္ဂလာပါ။နောက်စီ YouTube Channel လေးကနေအားလုံးပြန်လည်ကြိုဆိုလိုက်ပါရစေ။အခုတခါတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာအက္ခါဆောရေးသားထားတဲ့ဆုံးဒီဝတ်တာနဲ့ဘယောကမဟုတ်တော့ဘယောက အတွဲ၃ရဲ့စာစဉ်ခွန်မဲဖြစ်ပါတယ်။ဇာတ်လမ်းလေးမစနိုင်ခင်မှာလည်း Channel လေးကိုလည်းလက် Subscribe နဲ့ဗီဒီယိုလေးကိုလည်းလက်မလေးနှိပ်ခဲ့ပေးဖို့အားလုံးတောင်းဆိုပါရစေ။ဇာတ်လမ်းလေးမစတင်ခင်မှာတခုတော့ကြိုတင်ပြီးတောင်းဆိုပါရစေခင်ဗျာ။ဇာတ်လမ်းလေးကိုလည်းအစာစားနေတော့နားမထောင်ဖို့လို့အားလုံးကိုကြံပြုပါရစေ။ ဒါဆိုစားလိုက်ကြဆိုဗျာကျုပ်တို့နေမှာစိုးစကားတစ်ခုရှိတယ်ဗျာတော်သားချီကြောက်မျိုးသားရွှန့်ကြောက်တယ်ဗျာဒီစားစိုးရုတ်တရက်ဖက်လိုက်ရင်တော့ဘာလို့ဆိုလိုမှန်းသိမှာမဟုတ်ဘူးဗျာမျိုးသားတွေကတော့ဟိုလိုက်ရင်ရွှန့်နေဘွက်တွေထဲမှာဆင်းရမှာကြောက်တယ်ဗနဲ့မှာရွှန့်ဘွက်တွေပြီးရင်မနေတတ်ဖဲနဲ့ဈေးချလိရှိလို့မျိုးသားရွှန့်ကြောက်လို့ခေါ်တာဗောဗျာဒါကမဆမ်းပါဘူးတော်သားချီကြောက်ဆိုတာတော့တခြားရက်မှာဟုတ်မဟုတ်မသိပေမဲ့ကျုပ်တို့ရက်မှာတော့သိဟုတ်တယ်ဗျာ ဒေါသတွေဟာချီးပါပြီးရင်လက်နဲ့ထိရမှောက်တာယူနာပေါ့ဗျာဒါကြောင့်ကိစ္စပြီးရင်လက်နဲ့မရှင်းမနဲ့ခြေကုန်းနဲ့တုံးနေရှင်းတယ်ဒါမှမဟုတ်စာရွက်နဲ့တုံးပြီးဖြည့်ရှင်းကြတယ်ပေါ့ဗျာအဲ့ဒီခေတ်တုန်းကကျုပ်တို့ရွာမှာအိမ်နဲ့အိမ်သားမစောက်ကြဘူးဗျာရှိတဲ့အိမ်သားကလည်းဒီတိုင်းကျင်းတူပြီးတော့တစ်သားတန်းခံထားတဲ့အိမ်သားတွေကြီးပါပဲရေလောင်းအိမ်သားဆိုတာပေါ်လဲမပေါ်သေးသလိုအိမ်သားတက်ရင်လေရေုံမတုံးကြဘူးဗျာကျုပ်တို့အိမ်မှာတောင်းတကြီးအိမ်မို့ဧည့်သည်ဆောင်တယ်လာတတ်လို့အိမ်သားတလုံးအဖြစ်စောက်ထားပြီးမယ်ဘာသူမှမတုံးကြပါဘူးဗျာ ကိစ္စဖြစ်လာရင်ခြံနောက်ဘက်ကိုအမြန်ပြေးလမ်းမှာတွေ့တဲ့ဒုံချောင်းတစ်ချောင်းကောက်ပြီးတော့အိမ်နောက်ဖေးမှာတောထောင်ပေါက်နေတဲ့ခြုံနဲ့ဆင်းပြီးတော့ကိစ္စရှင်းလိုက်ရတာမဟုတ်လားကိစ္စပြီးရင်တော့ချီကိုလက်နဲ့ထိမှဆိုလို့အဲ့ဒီဒုတ်ကလေးနဲ့ကလော်ချပြီးတော့အဲဒုတ်ကိုမုံမုံမှာထိုးဆန်လိုက်ကြသည်ပြီးတော့ပစိုးပြင်ဝင်ပြီးပစိုးကပုံစားနဲ့လက်တုပ်လိုက်ရင်အင်းင်းပါတဲ့ကိစ္စပြီးပေါ့ဗျာယောက်ျားမိန်းမကြီးကြီးငယ်ငယ်ပြူပြူဒီလိုပဲသွားကြတာဗျပြီးရင်အဲ့ဒီပုံပုံလေးကိုအပြည့်ရှင်းမဲ့ကောင်းနေရဆင်းသင်မဲ့မဟုတ်လား ဘသူရှိရမှာလဲဗျာရွာထဲမှာမွေးကျင်နိုင်မွေးပေါက်ကျင်နိုင်ပေါက်နေကြတဲ့ခွေးလီခွေးလင်တွေပေါ့ဗျာကြုံကြဘူးတာကတော့တောင်သာတို့မြေသားဘက်တို့ဆိုရင်အရင်ကရွာထဲအိမ်သားမဆောက်အောင်ဆိုပြီးတော့ကိုအမိန်ထုတ်ထားကြတာဗျာဘာလို့လဲဆိုရင်ခုနပြောသလိုချီးကြောက်လိုပဲလေအိမ်သားရှိရင်ရင်အောင်နေအဲ့ဒီရှင်နေကစားတောက်တွေကိုကန့်ရောဟာရတယ်ဆိုပြီးတော့အိမ်သားကိုမဆောက်ခိုင်းဘူးတဲ့အားလုံးကတောဆက်သွားပြီးတော့ကိစ္စရှင်းရတယ်ဆိုပဲကိုခေတော့အတော်ပြောင်းလဲသွားပြီပေါ့အိမ်တိုင်းအိမ်တိုင်းမှာအိမ်သားတွေရှိကြတယ် ။ဘိုးတိုင်းကြီးကြွယ်ကြွယ်ဒီနဲ့ဖြစ်ကုန်ပြီလေ။အိန္ဒာလည်းစားပစ်ခြင်းနေဆိုတော့အရင်ကပက်လက်အိန္ဒာလိုအနက်နေပါတယ်မထွက်တော့ဘူးမဟုတ်လား။အိန္ဒာတက်တဲ့အခါတုံးတဲ့တို့ကိုခနောင်းတန်ခနောင်းတို့လို့ခေါ်ရဲဗျ။ခနောင်းဆိုတဲ့တက်သားနဲ့လှုပ်ထားတာကိုပြောတာမဟုတ်ဘူး။အဲ့ဒီချီးကုန်းတဲ့အတန်ကိုခေါ်တာပါ။လူကြိုင်ထရင်တောင်ခနောင်းတို့ဖြစ်တယ်ဆိုတဲ့ဇကပုံတော်ရှိသေးတယ်မဟုတ်လား။အဲ့ဒီဇကပုံကအဟုတ်ပြု။ပြောပြအောင်မယ်ဗျ။ကျုပ်တို့အိမ်နဲ့အိမ်သားနဲ့အတော်လန့်နေ။ဘေးနေရနှိမ့်ပါလို့ရှိမယ်ထင်နေဗျ။အဲ့ဒီအိမ်သားနဲ့ကျုပ်တို့ကိစ္စရှင်းနဲ့ခြုံနေရလေ ေးတရားလောက်ဝေးသေးတယ်ဗျဒီတော့အဲ့ဒီခြုံဘက်ကအနတ်သက်တရားအင်ုပ်ပြန်လာဖို့မလွယ်ဘူးလေလေတင်မှသာတစ်ချက်တစ်ချက်မွေးတယ်တာတာမန်ပေါ်သွားပါညာတော့မိန်ကလေးလေးဆိုလို့ရှိရင်အိမ်နောက်ဖီးကရေချိုးတဲ့နားမှာထိုင်ရှင်းလိုက်တာပဲယောက်ျားလေးတွေဆိုရင်လည်းအိမ်နောက်ဝရုံအောင်နားမှာပဲရှင်းလိုက်ကြတာများပါတယ်ဗျဘိုက်ဆိုတာလည်းအချိန်ပြည့်နာတာမဟုတ်ဘူးလေကိစ္စထိတ်ဝရောက်လာမှသာနာထက်ကြတာမဟုတ်လားတခါတလေအလုံးနဲ့လက်နဲ့မပြတ်ရင်အောင့်ထားလိုက်ကြသေးတယ်မထိန်နိုင်တော့ဆိုမှအိမ်နောက်ဖီးကိုပြေးကြတာမဟုတ်လားဗျာ ကျုပ်တို့လည်းဒီတိုင်းပဲပေါ့မအောင်နိုင်တော့အိမ်နောက်ဖေးကိုပြေးကြတာပေါ့ဗျာကိစ္စနီးနေပါ යි ဆိုမှအရေးတဲ့ခဏောင်းတန်ရှာနေရသေးတယ်ဗျလမ်းသွားရင်လည်းဘယ်တော့ကိုခဏောင်းလောက်အောင်မဆိုပြီးတော့ကြည်သွားတာဖြစ်ချင်တော့အမေတို့ကဒီပြက်စီလဲထားတော့ဘာတော့တချောင်းမှကိုမတွေ့ပါဘူးဗျာဒါနဲ့အိမ်သာနာကိုရောက်လာတာပေါ့အိမ်သာထရန်ကိုကြည့်လိုက်တော့အဖေရထုံးနေရေးထားတဲ့လက်ရည်ဝမ်းဝမ်းကိုတွေးလိုက်ရတယ်ဗျအိမ်သာထရန်မချိုးရကျုပ်လည်းကိစ္စထွက်တော်မယ်ဆိုတော့အကိုကြီးပြောတဲ့နီလန်းကိုတတိယသွားတယ်ဗျအလက်ကောင်ရ ခနောင်းရှာမြန်အိမ်သားထင်အောင်ချိုးကွာအာဖြစ်ပါမလားကိုကြီးကလည်းအဖေကထင်အောင်ချိုးရလို့ရေးထားတယ်မဟုတ်လားမင်းတော်တော်တုံးနေကောင်းမေးကွာငါပြောမယ်ထင်ရန်ကိုမြင်သားရဲ့နေရာမှာချိုးနေကွာထင်ရန်အောင်နာလီတိုင်နေအုပ်နေရဲ့နေရာတို့ထင်ရန်ထန်နာခေါမုန်းနဲ့ကတ်နေရဲ့နေရာကိုချိုးကွာတခြားနေရာချိုးရင်အဖေမြင်လိမ့်မယ်ကျုပ်လည်းအဲ့ဒီစကားကိုပြန်တတိယလိုက်ပြီးတော့ထင်ရန်နဲ့တဲသားတိုင်နဲ့တွဲထားတဲ့ထင်ရန်အောင်နာကိုလက်နဲ့ဆမ်းလိုက်တယ်ဗျအမေအကိုကြီးကတော်တော်ချိုးထားတဲ့ပုံပဲ ဒယန်စားတွေသိမရှိတော့ဘူးဗျကျုပ်လည်းဒါနဲ့ဒယန်အပေါ်ကခေါင်းမိုးနဲ့ကတ်နေတဲ့ဒယန်စားကိုချိုးတာပေါ့ဗျာလေးလက်မလောက်ဒယန်စားရတယ်ဆိုရင်ပဲဂျုံတော်လေးကိုအမြန်ပြေးဝင်ခဲ့တာပဲအဲကိုကိုကိုလည်းငါတော်တော်လဲတာပါလားဆိုပြီးတော့ခြေထနေမိတာပေါ့ဗျာဒီလိုနဲ့နောက်ပိုင်းအိမ်သာသွားလို့ခဏောင်းလွယ်တကူရှာမတွေ့ရင်ဒယန်စားပဲချိုးတော့တာအဲကိုတယောက်တည်းချိုးနေရဆိုတော့ဒယန်ကြီးကဘယ်လိုလုပ်ပြီးကုန်ပါလဲဗျာဒီလိုနဲ့တလားလောက်ကြတော့ရွာဝမြိုင်သားကောင်းစီလူကြီးတွေရောက်လာကြတယ်ဗျရွာမှာအလူလို့လို့လာစားတော့ကြတာပေါ့ဗျာ ပြီးတော့အိမ်ဝင်ပြီးအဖေနဲ့စကားစမြည်ပြောတာပေါ့ကျုပ်တို့ကလည်းနေ့လယ်စာချက်ကျွေးကြတာပေါ့ဗျာကောင်စီလူကြီးကတော့မတ်ကျူလို့ခေါ်တယ်ဗျကောင်စီလူကြီးနာမည်ကဦးတောင်းနိုင်တယ်ဗျအဲ့ဒီမတ်ကျူဟာငငယ်ချော့ချော့ပဲဗျတိတ်လေဆက်တတ်တာလူတွေရှေ့မှာတောင်းမှအစာမစားဘူးဗျရေဒီပါတွေတောက်ရင်လည်းတစ်ဖက်လေတောက်တာအမြဲတမ်းခေါင်းတုံးကုန်းနဲ့ပါဗျာအင်းလေခမရတို့လည်းဒီလိုတိတ်ဆက်တတ်တဲ့လူတွေနဲ့ဂျုံရင်ဂျုံမှုမှာပေါ့ဗျာမတ်ကျူဟာအသက်30လောက်ပဲရှိအောင်မယ်အရွယ်ကောင်းလေးပေါ့ဗျာ အသားခက်လက်လက်နဲ့အဆိုတော်နီနီဝင်းရွှေနဲ့တောင်ဆင်သေးတယ်ဗျ။ကောင်းစီလူကြီးကတော့အသက်60ကျော်ပေါ့။ဒီတော့အဖိုးကြီးကကောင်းမလေးငယ်ငယ်ရထားတယ်ဆိုပြီးတော့သူ့မိန်းမတော်ချောင်းချောချောင်းနေလွတ်ကျွားတာပေါ့ဗျာ။သူကျွားလေလေသူ့မိန်းမဆက်လို့ခေါင်းမဖော်နိုင်လေပဲ။နေခင်ထမင်းစားပြီးတော့မတ်ကျူမျက်နှာပြက်သွားတယ်။နောက်တော့သူ့ယောက်ျားကိုလက်ကုပ်ပြီးတို့တို့ကပ်ပြော်တယ်ဗျ။ဒီမျက်နှာကိုကြည့်လိုက်ကလေးကပိုင်နာပြီးအိမ်သာတက်ချင်မှကျုပ်တို့သိလိုက်ပါပြီ။ထင်းတဲ့အတိုင်းပဲဦးသောနိုင်အဖေကိုကြည့်ပြီးတော့ခမရတို့အိမ်မှာအိမ်သာရှိလား ရှိပါဗျာလုံးဝလုံးရဲ့လားလုံးပါတယ်ဧည့်သည်ဆောင်တယ်လာတယ်လို့တီးရှာရှာစောက်ထားတာပါဒါနဲ့ဥတောင်းတန်နဲ့မတ်ကျူတို့အိမ်သာကိုလာကြည့်ကြတယ်အိမ်သာတက်တက်ရရနဲ့လုံလုံချုံမို့မတ်ကျူကအိမ်သာတက်တာပေါ့ဗျာခဏောင်းနဲ့မတုံးတတ်ဘူးဆိုလို့စားရွက်ရှာပေးရသေးတယ်မတ်ကျူအိမ်သာပေါ်အတက်မှာအိမ်သာတကားကြီးပေါ်မှာမွေစိမ်းတကောင်တွဲလောင်းခုန်နေတယ်ဗျအမလီမွေကြီးမွေကြီးသူ့ယောက်ျားကိုပြေးဖက်တာပေါ့ ကျုပ်လည်းအဲ့ဒီမွေးလေးကိုအမိကနေဆွဲပြီးတော့ဟိုးဝေယုံဇက်ထည့်ကိုပြစ်ထည့်လိုက်တာပါပဲဗျာ။မွေးဆိုတာကျုပ်တို့ဘက်မှာသိအဆမ်းမဟုတ်ပါဘူး။ဒါပေမဲ့မက်ဂျူကတော်တော်ကြောက်နေတာဗျာ။ဒါနဲ့အဖေကကျုပ်တို့ဘက်ကိုလှည့်ကြည့်ပြီးတော့တိုင်းနဲ့တလက်အိမ်သာနီးပါးကိုနင်းနေပါပါခြောက်လှန်ပေးလိုက်ပါကွာ။အကောင်တွေပါရှင့်ပြေးအောင်လို့ကျုပ်တို့လည်းခြောက်လှန်ပေးလိုက်တာပေါ့။ကောင်းစီလူကြီးကတော့အော်တန်ကြတော့အိမ်ရှိရာတခြားလူတွေလည်းပြေးလာကြတာပေါ့ဗျာ။မက်ဂျူလည်းရှက်ရှက်နဲ့အိမ်သာနဲ့ဝင်ပြေးသွားတော့တယ်။ကျုပ်တို့လည်းအိမ်သာနာခြုံဝင်မျက်ပင်တွေကို ဝလုံးမိုင်းတစ်ခုနဲ့ခြောက်လှန့်ရိုက်ထုတ်နေရင်ဖြစ်ကျင်တော့ဝလုံးမိုင်းကအင်သာဘေးဘက်ထရန်ကိုသွားရိုက်မိတဲ့ပုံပဲဗျာအဝုံကနေကြုတ်ကနေဆိုတဲ့အတိုင်းနဲ့တူအင်သာဘေးဘက်ထရန်ကြီးကအချက်လိုက်ကြီးကွာကြသွားပါရောအားလုံးကလည်းအံ့ဩပြီးဝိုင်းကြည့်ကြတာပေါ့အရန်ရှက်တတ်တဲ့မတ်ဂျူတယောက်ကအင်သာထရန်ကြီးပွင့်ထွက်ပြီးဓမင်းမလို့ဖင်ပြောင်ကြီးနဲ့ထိုင်နေအောင်ရွာလူကြီးတွေရောကောင်းစီဖွဲ့ဝင်လူကြီးတွေပါတွေ့ကြတာပေါ့ဗျာကျုပ်လေးဘာလို့အမှန်ကိုမသိတော့တာဗျအဲ့ဒီထရန်ကြီးကဘာလို့လက်ချက်ဖြစ်မလဲဗျာ အကိုကြီးနဲ့ကြုတ်လက်ချက်ပေါ့ဒယံထိတ်နေအောက်ဆောက်ကိုချိုးပြီးတုံထားတော့ဒယံနဲ့တန်အောင်တွဲရိုက်ထားတဲ့ဒယံသားတွေကကြိုးကုန်တော့ဘူးဗျဒယံကတဲတဲလေးရှိတော်တဲ့ထဲအကျုပ်ကဝလုံးနဲ့ရိုက်လိုက်တော့ဒယံကြီးရဲ့ဝိတ်ကိုကြံတဲ့ဒယံသားတွေကမခံနိုင်တော့ရဲ့ကြိုးကြကုန်တာပေါ့ဗျာအကိုကြီးကပြေးလာပြီးတော့ဒယံသားကြီးကိုကောက်တယ်ကျုပ်လည်းဒယံသားတစ်ဖက်ကိုကင်ပြီးအိမ်သာဘေးမှာပြေးကပ်လိုက်တာပေါ့ဗျာကျုပ်လည်းအယောင်ယောင်အမမနဲ့ပြောလိုက်သေးတယ်အမတို့တို့ဘာမှမမြင်လိုက်ဘူးနော်ဘာစရာရှိရသလဲဆက်ပါပါ ကျုပ်ပြောလိုက်တော့မှမက်ဂျူလည်းအိမ်သာဘွားကနေဆင်းပြီးတာပဲဗျာသူတို့လင်မယားလည်းထမင်းအောင်မစားတော့ဘဲနဲ့လဲတစည်းနဲ့ပြန်ပြေးကြပါရောလားဗျာအလုံးရှက်တတ်တဲ့မက်ဂျူတယောက်လူပုံလေမှာဖင်ပြောင်ကြီးရဲ့ဖြစ်နေရဆိုတော့ဘလောက်များရှက်လိမ့်မလဲဗျာအဖေကတော့နားမလည်နိုင်ဘူးဖြစ်နေတယ်ဗျာကျုံတဲ့ကိုကြီးလည်းတယောက်မျက်နှာတယောက်ကြည့်ရင်ဒရန်ဆွေးတော်တာဖြစ်မယ်ဖေကအေးကွာဒရန်လေပိုင်းကြာမဆွေးပဲနဲ့ဘာလို့ထိတ်ပိုင်းနေဆွေးတော်တာပါလဲအဲ့ဒီမိကုံးကိုအဖေကတက်တက်လုံးအဖြေဖော်နိုင်ခဲ့မှမထင်ပါဘူးဗျာ ဟဲ့မတန်းတို့ငယ်မတို့အိမ်ရှိမှာတောင်းကြီးရွက်ပြီးတော့အော်တန်ကြလိုက်တော့မှကျုပ်တို့ကြီးတို့ရဲ့အတန်ဖြစ်နေတယ်ဗျဒါနဲ့ကြီးတို့ယူပြေချိုကြတာပေါ့ဗျာကြီးတို့ရဲ့နာမည်ကမတင်တဲ့နဲ့ဗျလူကလည်းအသက်60ကျော်80နီးပါးပေါ့ဗျာလူကတော့ဝဝတုတ်တုတ်ကြီးဗျသူကဗကိုးသားနဲ့အိမ်အောင်ကြထားတာဆိုတော့ဒါနဲ့တစ်ခါတော့တော့ကျုပ်တို့စီကိုလာလိရှိရဲ့သူလာရင်ငရဲငချောက်တို့ငပိကောင်တို့ပါလာတတ်တယ်ရွာမှာအဲ့ဒါတွေရောင်းချပြီးငွေဖော်ပြီးတော့တပတ်နှစ်ပတ်လောက်နေပြီးပြန်လာပေါ့ဗျာ အခုလဲအိမ်ရောက်ကြတဲ့အကြီးတော်ကြီးကဟောင်းပွားဟောင်းပွားနဲ့ပြောနေတော့တာပဲကြီးတော်ကြီးကစကားပြောကောင်းနေဗျတိယောက်ကဘကောကဟန်တာသိန်းစော်ဆက်ထည့်လိုက်တဲ့လူရှင်တော်ဦးဗျဒီတော့စကားပြောရင်အပေါင်းအရင်တန်တန်နဲ့ရေမောစရာလေးကြီးလေထဲ့ထဲ့ပြောတတ်တာဗောဒါပေမဲ့ကြီးတော်ကြီးမှာမကောင်းတဲ့ချက်ကတော့ဝင်းဝင်းပြောတတ်တာပဲဗျအလက်ကောင်ရဲ့နင့်အသားတွေကလည်းမဲသွားလိုက်တာမိတွေ့တော့နင့်ကိုတွေ့ငိုရမယ်ကျုပ်ကတော့စိတ်ထဲမှာထားတယ်လို့ခက်ပြုံးပြုံးပြောဗျာ အဲအကိုကြီးကိုလည်းကြည့်ပြီးတော့အကြီးကောင်လည်းကြည့်ပါအောင်အုပ်ဆုပ်ဆောင်းထားတာများမသိရင်မိလောင်မိသားတင်းငုံတို့မှာပုံးစုပ်ကိုစွတ်ထားတဲ့အတိုင်းပဲသူကပြောလိုက်ကျုပ်တို့ကရေလိုက်နေပါဗျာဟဲ့နင်းတို့ဘယ်သွားမလို့လဲလဲတဲ့သွားမလို့ဗောဗျာဗါလေကြီးတို့ရလိုက်မလို့လားအေးနင်းတို့မျိုးတွေဘလောက်တန်နေဆိုတာငါလည်းလိုက်ကြည့်ရင်စမ်းနေဒါနဲ့ပဲကျုပ်တို့မောင်နှမတွေလဲတဲ့ဆင်းတော့ကြီးတို့ကြီးပါ လိုက်လာတာဗောဗျာ အကိုကြီးကိုအဖေရဲ့လေတွေခွဲပေးထားတာဆိုတော့အကိုကြီးရဲ့တလန့်ပေါ့ကျုပ်ရဲ့ငယ်ကောင်ရဲ့ညီမနှစ်ယောက်ရဲ့လေတဲတဲကိုလာခဲ့ကြတာပေါ့ဗျာပြိုးရီကတော့ကောင်းနေပြီမကြခင် ကောက်ဆက်ရတော့မယ်အချိန်ပေါ့ဗျာလေတဲတဲမှာကြီးတော်ကြီးကသူ့ဖက်နှက်ကိုဖင်ခုတ်ထိုင်ပြီးအာပေါင်းအရင်တန်တန်နဲ့စကားတွေပြောနေတာကိုဥပဒါကြီးကလှန့်ကြည့်တယ်ဗျာပြီးတော့ကျုပ်တို့နောက်ရောက်လာတယ်ကြီးတော်ကြီးကဥပဒါတဲနာကိုလျှောက်လာတာကိုကြည့်ရင်ဟိုလူကြီးကလည်းကြီးစမ်းမအောင်အေးနဖူးကြီးကလင်းဝင်းလောက်ကိုပြောင်းနေလူကလည်းပင်ပင်ချုံချုံနဲ့ ငါအဆလေဆောင်တရေလမ်းလျှောက်လာလားလို့တောင်ထင်မိနေတာဥပသာလည်းတလန်းချင်းလျှောက်လိုက်ဟေ့လေကောင်မင်းတို့လေတဲ့ဧည့်သည်ရောက်နေထင်မကွာဟုတ်တယ်ဥပသာကြီးဒါကြုတ်ကြီးတော့မတ်တင်တန်းနဲ့ဥပသာနားလေးနေတဲ့ဟန်ပြုတ်လို့လိုက်ပြီးတော့ဟာမတ်စင်တန်းဟုတ်လားနာမည်နဲ့လူနဲ့တော့လိုက်ပါကွာပြီးလေပြီးတတ်ပါလေဥပသာတဲတဲကိုလှန့်ဝင်လာတယ်ကြီးတော်ဟာဘယ်ကျင်တတ်ပါမလဲ သူ့ကိုယ်လုံးကြီးကဝါဝဖိုက်ဖိုက်နဲ့ခမည်းတော်မြင်အောင်ပြောရမယ်ဆိုရင်ရုပ်ရှင်သရုပ်ဆောင်ကျူးကျူးသေးလုံပုံစံမျိုးပေါ့ဗျာကြီးတော်ကြီးကဥပဒေအောင်မျက်ဆောင်ထွင်းအောင်မသူ့ကြီးတော်ထမင်းခွန်းနဲ့စားမထားတဲ့ပိတ်တာရုံနဲ့များလူကိုစင်လေးပါလေးနဲ့ကျုံနာမယ်တင်တဲ့ကျုပ်တို့လည်းရေကြတာပေါ့ဗျာမသိလို့ပါဗျာကျုပ်ကလည်းမျက်စီမကောင်းတော့ခမည်းတော်လူတို့လက်မမြင်လိုက်ဘူးဗျခမည်းပုံပုံကြီးထိုင်နေရဆိုတော့လေတဲ့ထဲဖို့ ။နွားချီးကြောက်တွေပုံထသလားဆိုပြီးတော့နည်းနည်းတောင်းမှုလာခဲ့တာပဲ။ကြီးတော်ရင်လည်းဥပဒါနဲ့တယောက်နဲ့တယောက်အခြေအတင်တွေနှိမ့်နေကုကုတွေပြောနေတော့တာပဲဗျာ။ကျုပ်တို့ကတော့ဘေးနားကနားထောင်ရေးတာပေါ့။ကြီးတော်ကြီးကတကယ်စိတ်ဆိုးမှန်ဆိုးနဲ့ပြောနေဆိုပေမဲ့ဥပဒါကတော့ပြုံးပြုံးပဲဗျာ။အတော်ကြောင်ပြောပြီးတော့မှပြန်တော့မယ်လက်ကောင်ကြီး။ရှင်ဝိရန်ဆောင်နဲ့ကွာ။ရှင်မိုက်ဒေါသထွက်နေငါမနည်းဘူး။တော်ပြီ။ဥပဒါတဖက်ဖက်နဲ့လမ်းလျှောက်ပြီးထွက်သွားတယ်ဗျာ။ ခြေတံကိုကြားတော့မှကြီးတော်ကြီးကဥပဒါချက်တော့ကိုအသေးချာကြည့်တယ်။ဟဲ့ဟိုအဖိုးကြီးစီးသွားတာငါဖက်နဲ့တူလိုက်တာ။ကြုတ်ကြည့်လိုက်တော့စင်ကြယ်ဖက်နဲ့ဆိုင်းအောင်လေးဗျ။အဲ့ဒီခေတ်ကစင်ကြယ်ဖက်နဲ့ဆိုတာတော်တော်လုံးမစည်းနိုင်ဘူးဗျ။ယူရီးယားစင်ကြယ်ဖက်နဲ့ဆိုတာမှောင်ကိုသွင်းရတာ။ကြုတ်တို့စီမှာတော့တိတ်မစည်းနိုင်ကြပါဘူး။ပြီးတော့စင်ကြယ်ဆိုတာယောက်ျားမင်းမမရွေးပဲစီးလို့ရတယ်မဟုတ်လား။ကြုတ်လည်းအဲ့ဒီဖက်နဲ့ကိုကြည့်ရင်အံ့ဩသွားတယ်ဗျ။ဟာကြီးတော်ကြီးကလည်း ကြီးတို့ရဲ့ဖနက်ကဖင်ခုထိုင်တာမဟုတ်လား။ तू ကဘလို့လုပ်ပြီးစီးသွားမှလဲ။အေးဟဲ့ဟုတ်သားပဲ။ကြီးတို့ရာဒီတော့မှဖင်ကိုကြွပြီးတော့ဖနက်ကိုနှိုက်ထုတ်လိုက်တယ်ဗျ။ဒီခါမှကြီးတို့ရဲ့လက်ထဲဘာကြီးပါလာသလဲဆိုတော့ခုံဖနက်ကြီးဗျ။ကြီးတို့ကြီးမှအတော်လန့်သွားရှာလားဗျ။ तू ဖင်ခုထိုင်ထားတဲ့စင်ကြယ်ဖနက်ကအခုတော့ဥပဒါစီးနေကြတရရသားခုံဖနက်ကြီးဖြစ်သွားတာပဲဗျ။ကြီးတို့ကြီးမှငိုချင်းချင်းဖြစ်သွားရှာတယ်ဗျ။ဟဲ့ဘလို့ဖြစ်ရတာလဲ။ ငါဖနကဘာလို့ခုံမနေကြီးဖြစ်သွားတာလဲဥပဒါကြီးတခွက်ပြလိုက်မှန်းကြုံသိလိုက်ပါတယ်အငငယ်မတော်ငယ်ကောင်တို့ဆိုတာရေလိုက်ကြတာပြောမနေပါနဲ့တော့ဗျာကြီးတော်ကလေထဲကပြန်တော့အဲ့ဒီခုံမနေကိုရိုးချောင်းနဲ့ပြစ်ချလိုက်တယ်ဗျာသွားစမ်းကောင်းကျိုးမပေးတဲ့ဖနအဆုတ်ကြီးကျုပ်လည်းသူ့ကိုတနာသွားတာနဲ့ဥပဒါကြီးစီကိုပြေးလာခဲ့တာပေါ့ဥပဒါကခုံမနေပဲစီးထားတာဗျာမကောင်းပါဘူးဥပဒါကသူ့ဖက်နဲ့ပြန်ပေးလိုက်ပါအေးပါ ူ့ဖက်နဲ့ကိုငါပြန်ပေးလိုက်ပါပြီ။ဒါနဲ့ငါခွန်မနဲ့တရေဒီဆိုးနေရလား။မင်းတို့ဘယ်နဲ့သွားထားရလဲ။ဟင်းဒါဆိုငါဖက်နဲ့ချင်းလဲထားလိုက်တာကွာ။အခုငါဖက်နဲ့တွေပြန်ရရင်မလို့သူရထားတဲ့ခွန်မနဲ့ကြီးကသူ့ဖက်နဲ့ပြန်ဖြစ်သွားလိမ့်မယ်။ဟာဒါဆိုရင်တော့သွားပါပြီဗျာ။ဘာဖြစ်လို့လဲကွာ။ဒူကခွန်မနဲ့ကိုရိုးရောင်းနေကိုပြစ်ချလိုက်တာဗျာ။ ဒီတိုင်းဆိုရင်တော့ယူရီးယားစင်ကြယ်တာပါဖနက်ကယူချောင်းထဲမှာမျောပါသွားလောက်ပြီပေါ့ဗျာအိမ်ပြန်ရောက်လို့အမေကိုပြောပြတော့အမေကခွတ်ထုတ်ခွက်လန်ရဲပါရောအဲ့ဒီလူကြီးကစုံကြီးအမတင်တဲ့ရဲ့သူနဲ့တော့ပြီးရံမဖြစ်နဲ့ဟိုကမပြူစားလိုက်တာပဲကျေးဇူးတင်ရမှာဒီတော့မှကြီးတို့ကြီးကအတော်ကြောက်သွားရှာတာဗျအဲ့ဒီညာစားတော့ပြီးတော့အဲ့လေကြာတာပေါ့ဗျာမနေ့မိုးလင်းတော့ကြီးတို့ကြီးကသူ့ပါလာတဲ့ငချောက်တွေကိုလေယောင်းကိုပြင်ဆင်နေတော့တယ်ကျုပ်တို့လည်းလေတဲ့ဆင်းမှုလုံးနေကြတာပေါ့ဗျာအမေကမနေ့စာပြင်ပြီးတော့ကျုပ်တို့လည်းစားတော့နေလိုက်တာပေါ့ အမတင်တယ်မနဲ့စာစားအောင်လေအေးအေးစားမယ်စားမယ်ဒါပေမဲ့ရင်မချိုးလိုက်အောင်ပဲပြီးမှစားမယ်ကြီးတော်ရာထမင်းရင်ရှားကြီးနဲ့အိမ်နောက်ဖေးရေချိုးခန်းဘက်ကိုဆင်းသွားတာပါပဲဗျာကျုပ်တို့ထမင်းစားနေတော့ရေဒီတဘောနဲ့လောင်းချိုးတဲ့အတန်းကိုကြားရတယ်ဗျာပြီးတော့ကြီးတော်ရာအော်တော့တာပဲအမလေးလှုပ်ကြပါဦးရေချိုးရင်ဘာများဖြစ်တယ်လဲဆိုပြီးကျုပ်တို့လည်းလက်တောင်မစေးပဲကြီးတော်ကြီးစီကိုထားပြေးလာတာပေါ့ဗျာကြီးတော်ရာဖင်ကိုလက်နဲ့ပွင့်အမလေး ပူလိုက်တာဆက်လိုက်တာရလဲရတယ်တော့ကြီးတော်ဟာပြောရင်ဖေုံတပြင်းပြင်းနဲ့ပို့နေတော့တာပဲအဖေကအမေကိုကြည့်ရင် မိမကြီးမတ်တင်တန်းကိုမင်းကြည့်ပေးလိုက်ဆက်မှာကွာဒါနဲ့ပဲကြီးတော်ရေရေရှုခန်းထဲကနေထုတ်ပြီးတော့အိမ်ခန်းထဲထည့်ပြီးအမေကကြည့်ပြတာပေါ့ဗျာနောက်တော့အခန်းထဲကထွက်လာပြီးဘာမှမတွေ့ပါဘူးဒါပေမဲ့ तू ကဆက်တယ်ပူတယ်ရတယ်ဆိုပြီးတော့ကုတ်ဖယ်နေတော့တာပဲကြီးတော်ကအခန်းထဲမှာဖင်ထောင်ပြီးတော့ကုတ်နေတာပဲဗျာ ။နောက်တော့သူကအသေးချာစဉ်းစားရင်ဒါဆုံးလို့တာနေမှာဒါငေါ့ဆုံးလို့တာနေမှာမနေ့ကဘိုးကြီးကငေါ့မကျင်နဲ့လို့ပြူးစားလိုက်တယ်နေမှာကြီးတော်ကြီးပြောလေပြောချင်စရာပဲ ਉ ။ဓမ္မနယ်လုံးကောင်းနိုင်မယ်လေ။ဒီချိုးတော်မှာကောက်ခွန်ငင်ကထဖြစ်တာမဟုတ်လား။အမေကတော့ရားလာရန်တာပြအောင်ကရမက်သွေးလူပြီးတယ်။ဒါလည်းမသက်သာဘူးဗျ။နောက်ဆုံးတော့အဖေရဲ့ချုပ်ကိုခေါ်ပြောတယ်။ကဲလကောမင်းကြီးတော်ကဗဇက်ကဟောင်းဖွာဟောင်းဝါနဲ့ဆိုတော့ရွာထဲကမကြည့်ရလူများရှိလားမသိပါဘူး။ ဥပဒါကြီးကိုတွားခေါ်လာခဲ့ကျုပ်လည်းဥပဒါကြီးကိုပြေးလာခဲ့ရတာပေါ့ဗျာဥပဒါမနှက်စာဆိုင်ရင်ရွေးတောက်နေတယ်ဗျဥပဒါအဖေကခေါ်ခိုင်းလိုက်လို့ဘာဖြစ်ရပြန်တာရောကျုပ်ကြီးတို့ကြီးဖင်နေရနေလို့ဗျဥပဒါထမင်းတလို့ဝါလိုက်ရင်မျက်နှာကိုမဲလိုက်တယ်ဗျဟာမင်းကြီးတို့ကြီးဖင်ရတာငါနဲ့ဘာဆိုင်လို့လဲကွာဆိုင်နာမဆိုင်နာတော့မသိပါဘူးသူကတော့ဆုံးလို့တယ်လို့ပြောတာပဲ အဖေကလည်းကြီးတော်ကြီးကပါဇက်ကဟောင်းပွားဟောင်းပွားနဲ့ဆိုတော့ရွာထဲကမကြီးရဲ့လူတယောက်ကများလှုပ်တလာလို့ယူဆတယ်တဲ့အဲ့ဒါဥပဒါလိုက်ကြည့်ပေးစမ်းပါဗျာဥပဒါထမင်းမကန်ကိုချလိုက်ပြီးတော့ရင်ွေးချမ်းရင်နဲ့လက်ဆေးချပြီးကျုံတော်ကိုလိုက်လာခဲ့တယ်အင်းဟိုဥပဒါရောက်တာနဲ့ကြီးတော်ကြီးကအော်ဆဲတာပဲဗျာလူယုံမကြီးတထောင်ဆိုင်ငါ့ကိုလှုပ်ထားတာကိုပြန်ပြေးပေးဥပဒါခါထောက်ရင်ဟဲ့ငါနင့်ကိုဘာမှမလုပ်ဘူးအဲ့ဒီချိန်အဖေကထလာရင် ဥပဒါတစ်ချက်ကြည့်ပေးပါမနေ့ကလည်းအကောင်းဒါမနေ့လုံးအကောင်းပါပဲအခုတော့ခမရတွေ့တဲ့အတိုင်းပဲပေါ့ကြီးတော်ကြီးရဲ့ဖင်စအိုဝါနာကုတ်တာများလို့သွေးစာရီတောင်ထွက်ပြီးအသားတွေလန်းနေပြီဗျအငယ်မနဲ့နှုံညာမကြီးတော်ကြီးရဲ့လက်တွေကိုထပ်ပြီးကုတ်မှာဆိုလို့ဖမ်းချုပ်ထားရတယ်ဗျကြီးတော်ကြီးကရားလို့ဆိုပြီးတော့လူလုံနေတာပါပဲဗျဥပဒါအဖေဘက်ကိုလှည့်ကြည့်လိုက်ပြီးတော့ဒကြီးကိုကြုတ်ပြောမယ်ကျုပ်ကစားတဲ့နောက်တတ်တယ်ဆိုပေမဲ့လူတယောက်ကိုဒီလိုခံစားအောင်မလုပ်တတ်ဘူးဆိုတာဒကြီးယုံပေးပါ အဖေကခေါင်းညိလိုက်ရင်အယုံပါတယ်ဥပဒါရဲ့အခုဥပဒါကိုခေါ်ခိုင်းလိုက်ရတယ်ဆိုတာလေသူ့ပါဇက်ကြောင့်သူ့ကိုညှိုးတီထားတဲ့လူမကြီးရဲ့လူအများပြူစားသလားဆိုပြီးတော့စိတ်စိတ်ပေးဖို့အတွက်ပါဥပဒါကြီးတော်ရဲ့နဖူးကိုလက်ဝမ်းနဲ့အုပ်ပြီးမျက်လုံးမှိတ်လိုက်တယ်ဗျပြီးတော့ခေါင်းခါတယ်ကျုပ်ဆန်းတဲ့လောက်တော့ဘာပြောကမှမရှိပါဘူးဗျာအဖေကခေါင်းတဆက်ဆက်ညင်းဒါဆိုရင်တော့ရိုးရိုးယောဂပဲနေမှာရိုးရိုးတာမန်ယောဂဆိုရင်တော့ကျုပ်မကူတတ်ဘူးတကြီးရေ မှတ်ကြီးစီကတော့သိတ်ကောင်းတယ်ဗျမှတ်ကြီးကိုခေါ်ပြပေါ့ဥပဒါရအဲ့ဒီလိုပြောပြီးတော့ပြန်သွားတယ်ဗျဒါနဲ့အဖေကကျုပ်ကိုဥမှတ်ကြီးစီတွားခေါ်ခိုင်းတာပေါ့ဗျာကျုပ်လည်းဥမှတ်ကြီးအောင်ပြေးရပြန်တယ်ဘုရားရှင်ခိုးနေတဲ့ဥမှတ်ကြီးကိုစောင့်နေရသေးတယ်ဗျဟာအလက်ကောင်မလားကွာဘာကိစ္စလဲကိစ္စတော့ကျုပ်ကြီးတို့ဖင်နေရနေလို့ဗျအာကွာဖင်ရတာဓာတ်မတည့်လို့ဖြစ်ပါမယ်ကွာဝမ်းနုံစီလေးတောက်ရင်ပျောက်ပါလေအဲ့ဒါလို့မဟုတ်ဘူးဗျမနက်ကအထီးအလုံးကောင်းပဲ ။အခုပူရဆက်တယ်ရားတယ်ဆိုပြီးလူးလိန်နေတာပဲဗျ။ဖေနေကိုလည်းကုတ်ထားတာအသတိတောင်လမ်းနေပြီ။ဦးမကြီးကကျုပ်ပြောတာကိုတေချာနားဆိုင်ထောင်းရင်ဘယောဂါတွေပါနေမြတ်ဖြစ်နေမလား။အကျုပ်ခုနကပဲဥပဒါကြီးခေါ်ပြီးစစ်ခိုင်းပြပါပြီ။ဥပဒါတော့ဘယောဂါမဟုတ်ဘူးလို့ပြောသွားတယ်။စီစရာဦးမကြီးလည်းအုံတော်ခြောက်သွားတယ်ပုံပဲဗျ။ဒါဆိုခွေးလျက်သီးပါရီနေမြတ်ထိမိသေးလား။ဦးမကြီးရလေဗျာခွေးလျားကြီးရရဲဆိုတာတော်ထဲမှာပဲရှိတာမဟုတ်လားကျုပ်ကြီးတို့ကြီးအကောင့်ကြီးဗျာ အင်းကနေလေဘယ်မှတော့တော့မဟုတ်ဘူးထူတော့ထူတယ်ကွအေးအေးငါလိုက်ဆံပေးမယ်ဈေးဆရာဦးမကြီးကဆေးရီကိုလွှဲပြီးတော့လိုက်လာခဲ့တာပေါ့ဗျာအင်းရောက်တော့ကြီးတော်ယိုသွေးလေးတွေဆမ်းပေးတယ်ဘင်းတော့လှမ်းမကြည့်ပါဘူးသွေးဆမ်းလေးဆမ်းတာလည်းအကုန်အကောင့်ပဲဗျထူတော့ထူပြီလောလောဆယ်တော့ဈေးကျမ်းမုံရေဖြော်ပြီးတော့တောက်ခန့်လိမ့်ခန့်ဆန်းကွာငါတော့အကောင့်တကောင်ကြိုက်တာလို့ပဲထင်နေဦးမကြီးပေးတဲ့ဈေးကျမ်းမုံနီနီကိုကြောက်ပြင်းမှရေဖြော်ပြီးလူးပေးလိုက်တာပဲ ဈေးချမ်းဆိုတာအနာရက်ထဲတဲ့ဈေးကိုခေါ်ကြတာသွေးထဲတန်ရိုးတို့အဖူအကျိတ်ထိခိုက်ရှာနာဆိုရင်အဲ့ဒီဈေးမုံတဲ့ရင်ပျောက်တယ်လေဒါပေမဲ့အခုတော့ကြီးတော်ကြီးဖင်ရတာဘလို့မှမပျောက်ပါဘူးဗျာဈေးချမ်းမုံရေဖြော်လိမ့်လိုက်တော့ပိုပိုပြီးဆိုးလာတယ်ရတာလည်းမခံနိုင်လို့ဒီကောင်စားနေပတ်တယ်လို့တွတ်နေတာပဲဗျာဦးမကြီးကတော့ကောင်းတော်မှာပါလို့ပြောပြီးပြန်သွားတယ်မကောင်းမဲကြံနေရတော့ကြီးတော်ကြီးပဲဗျို့ခဏနေတော့မှကျုပ်လည်းသဘောပေါက်သွားတယ်ဒါနဲ့ဟားတိုက်ရင်မောရင် အိမ်ထဲကိုဝင်လာတော့ အရင်လူတွေကကျုပ်ကိုထူးဆန်းနဲ့ဝိုင်းကြည့်နေကြတယ်။ဟဲ့လကောင်နေပြင်းလုံးမှာစိတ်ဖောက်သွားလား။အာအမေကလည်းဒါတော့မိုးအောင်နေတော့။ညီမငယ်ကလည်းဝင်ပြောတယ်ဗျ။ကျုပ်လည်းသူတို့ပြောတာကိုဂရုမစိုက်ပါဘူး။လက်ဆက်သက်တော့ရုပ်ကစိုးနှောက်နေတာပဲဟိုဗျ။ကျုပ်ပြောတော့အဖေအဆအားလုံးကအန်အော်တကြီးနဲ့ကြည့်နေကြတယ်ဗျ။ကျုပ်လည်းခက်တီတီနဲ့ဆက်ပြောတာပေါ့။ဘာမှမပူနဲ့။ကျုပ်စီမံမှန်းပြီးတော့ကုသပေးမယ်။ ဟဲ့လကနင်ပေါက်ကြရီတော့မလုံးနဲ့နော်ကျုပ်လည်းအမေပြောတာကိုပြန်ဖြေရှင်းမနေတော့ပါဘူးအငငယ်မကိုကြည့်လိုက်ရင်အငငယ်မမုံညင်းစီယူလာပြီးတော့အကြမ်းမကန်တဲ့ကိုထည့်လာခဲ့တယ်အငငယ်မလည်းမုံညင်းစီပြီးလို့ပြေးယူပြီးတော့ရင်ရွေးတောက်တဲ့အကြမ်းမကန်လုံးတွေကိုတဝက်လောက်ထည့်လိုက်တာပေါ့ဗျာကျုပ်လည်းသူ့စီရစီပကံကိုယူလိုက်ပြီးတော့နဖူးမှာကတ်လိုက်ရင်အုံဈေးဆောင်ဝါးဆောင်အင်းဆောင်အိုင်ဆောင်ကန်ဆောင်တို့အမိတ်နာခံစေအထက်ဆရာကြီးများအမိတ်ငါအမိတ် ကျိုးအတန်နဲ့ကြီးနဲ့အော်နေရတော့အားလုံးကမျက်တောင်မခတ်တမ်းကြည့်နေကြတာပေါ့ဗျာကဲဒီကြီးတော်ကြီးရဲ့ဖင်မှာဖြစ်ပေါ်နေတဲ့ဝေဒနာအားလုံးငါ့ရဲ့အမိတ်နဲ့ပျောက်ကင်းစေကျုပ်ကခက်တီတီနဲ့ပြောရင်ကျမ်းမြေကိုလည်းခြေဖနောက်နဲ့သုံးလေးချက်ဆောက်လိုက်သေးတယ်ပြီးတော့စီပကံကိုငယ်မောက်လှမ်းပေးပြီးတော့ငယ်မကြီးတော်ရဲ့ဖင်ကိုရေဆေးပြီးရေချောင်းတုတ်လိုက်ပြီးရင်ဟော်ဒီစီတီကိုအသားနဲ့စိတ်ဝင်သွားအောင်လူးထည့်ပေးလိုက်စမ်းငယ်မလည်းစီပကံယူသေးဗျာ တိမ်လုံးကလည်းဟုတ်တော်ရှိမဟုတ်တော်ရှိပေါ့လေကျုပ်ကိုထင်ကြီးနေကြပေမဲ့တိတ်တော်မယုံကြသေးဘူးနဲ့တူးရဲဗျအငယ်မနဲ့နုညာမရင်ုံလုံးကြီးတစ်ခုယူလာပြီးတော့ဖင်ဟုတ်ရင်းနဲ့ဆေးချတယ်ရင်းနဲ့ထီတော်ကြီးတော်ကြီးကဖင်မူးတောင်းထောင်းပြီးတော့អော်ပါရောဗျပြီးတော့ဓမင်းချောင်းနဲ့တုတ်ပြီးတော့ကျုပ်ပေးတဲ့စီမံကိုဖင်တပြင်းလုံးကိုလူးပေးကြတယ်15မိနစ်လောက်ကြာတော့ကြီးတော်ကြီးကငုတ်တုတ်ထိုင်နေနေဟဲတူးစမ်းလိုက်တာမရတော့ဘူးဟဲ့အဖေကစကျုပ်ကိုဗာလဲဆိုတော့ကြည့်နေကြည့်ကြတာပေါ့ဗျာ ဲ့ဒီကြည်ရည်ရဲ့နောက်မှာတော့အထင်ကြီးတဲ့ကြည်ရည်လည်းကပ်ပါလာတယ်။ကျုပ်ကတော့ပစိုးလေးပြင်ဝင်ရင်အေးလူလူဟန်လှုပ်ပြနေတာပေါ့။အမေကကျုပ်လက်မောင်းကိုပြေးဆိုရင်ဟဲ့လက်ကောင်နင်းဒီပညာတွေဘယ်ရတက်လာလဲပြောသမ်းအကူကြီးကလည်းပြေးလာပြီးဟုတ်တယ်လက်ကောင်မင်းဒီလောက်တော့ရွာထဲမှာစေးကုဆားလို့ရပြီ။နှုံညာမကလည်းကျုပ်စီပြေးလာတယ်။ဥဖသာနဲ့စီးစရာမှတ်ကြည့်တော့လက်လန်သွားတော့အကူလက်ကခဏလေးနဲ့ကုနေနေဆိုတော့အကူလက်ကဆရာကြီးပဲ။ ။နောက်တော့ကြီးတော်ကြီးကဖင်ရွှေဖင်ရွှေနဲ့အိမ်ကန်းထဲကနေထွက်လာတယ်။နောက်တော့ကျုပ်ကိုလက်အုပ်ချပြီးအလက်ကောင်ရဲ့နင့်ငါပညာတတ်မှတ်မသိလို့အရင်ကမလီမဆာလောက်ခဲ့တာပါ။အခုတော့နင့်ပညာကိုငါယုံပါပြီ။ကျုပ်လည်းပါဇက်ကြီးဖြဲပြီးတော့တဝါဝါနဲ့ရဲလိုက်တော့တယ်ဗျ။တကယ်တော့အဲ့ဒါဘာပညာမှမဟုတ်ဘူးဗျဘဟုတုတလို့ခေါ်တယ်အားလုံးကကျုပ်ကိုကြည့်ရင်ဘဟုတုတဟုတ်သလား ါဗောဂျုတ်ခနအိမ်သာသွားခြင်းလို့အိမ်နောက်ဖေးကိုပြေးဝင်ရေချိုးခန်းသားမှာခနောင်းနံရှာတော့မှဂျုတ်စိတ်ထားတဲ့တစ်ပင်တပင်ရဲ့အရွက်ဖွားဝိုက်သုံးလျက်လောက်အခုခန္ဓာကိုတွေးလဲရတယ်ဗျအငယ်မတို့ကပြေးကြည့်တယ်ဗျဂျုတ်စိတ်ထားတဲ့အပင်ကလူကြီးခစောင်းလောက်ရှိပြီးတော့အရွက်ဖားဖားနဲ့ပင်ကြီးပေါ့ဗျရေချိုးခန်းသားအမေစိုက်ထားတဲ့ပန်းမင်တွေရဲ့ဟိုးအနောင်နာမှာသွားစိုက်ထားတာဗောအဲ့ဒါဘာပင်းကြီးလဲဖက်ရပင်လို့ခေါ်တယ်ရိုးရိုးဖက်ရပင်တော့မဟုတ်ဘူးဗျ သူ့နာမည်ကစင်ကိုဖက်ရတယ်။စင်တောင်မှအဲ့ဒီဖက်ရပင်နဲ့ထီရင်ငိုတက်ကြိုက်လို့တင်းစားပြီးခေါ်တော့တာပေါ့။အမေကထူးဆန်းစွာနဲ့ကြည့်နေ။အဲ့ဒါဘာဖြစ်လို့လဲဟဲ့။ဒီတော့ကြီးတော်ကြီးကတစ်ချက်စဉ်းစားလိုက်ပြီးတော့ငါသိပြီ။ငါမနဲ့စောတော်ဟာကြီးပါခြင်းလို့အိမ်ရောက်ကိုပြေးဆင်လာတာ။နင့်အမေကတောင်ခဏောင်းကောက်ခိုင်းသေးတယ်။ဒါပေမဲ့ငါတို့စီမှာခဏောင်းမှမတုံးတာ။စာရွက်ပဲတုံးတာ။ဒါနဲ့ကိစ္စလည်းရေးကြီးနေပြီဆိုတော့ အဲ့ဒီရွယ်ဖားဖားပင်ကြီးစီဟာတုံးလို့ရခုပြီးတော့တိရွယ်နဲ့ကိစ္စရှင်းလိုက်တာပဲတွေ့လားကျုပ်ပြောသားပဲနေသမောင်ကိုလည်းကြီးတော်ဟာမနဲ့တော်ဟန်တုံးတာလေဘာလို့ခုမှထပြီးဖြစ်တာလဲဒီလိုငေးမရဖယားပဲမှာအမွေးစုသေးသေးလေးတွေပါတယ်အဲ့ဒီအမွေးလေးတွေမှာအစိတ်တွေစုနေတယ်အဲ့ဒီအစိတ်တွေကတာမန်ဆွေမရပါပဲရင်နဲ့ထိမိဆိုရင်တော့ရင်နဲ့ဓာတ်ပြူပြီးတော့ထပြီးရတော့တာပဲအဲ့ဒီထဲမှာစိတ်တက်ပြီးတော့ပူဆက်ပူလောင်ဖြစ်မယ်ရမယ်ပေါ့ အငယ်မမျက်လုံးပြူးသားနဲ့နားထောင်နေရဲ့ဗျဒါဆိုခုနအစီမံအောင်ဟိဟိအဲ့ဒါငါ့ကိုနင်တို့ထင်ကြီးတော့တမင်ဟန်ဆောင်လိုက်တာတကယ်တော့ဖတ်ရရဲ့စိတ်ကိုစီးရနိုင်နေရဟာဘာစီပဲဖြစ်ဖြစ်ဖတ်ရကင်ပြီးလို့ရပြီဆိုရင်ဇီနဲ့ပွင့်ရင်ကောင်းသွားတယ်ဟာတော်ပါကိုလက်ရင်မြမတော်ကိုလက်ကိုတော်တော်လေးစားသွားတာအမေကကျုံ့ရဲ့ကိုလှန့်လိန်ဆွဲတယ်ဗျ ဒါလောက်အန်ဒီရများတဲ့အပင်ကိုနင်ကဘာလို့ငှက်ချန်နေမှာစိုက်ထားလဲဟဲ့ဒီလိုပါဟိုဒီနေ့ကပြည်တော်ရွာကိုရှမ်းဆရာကြီးလာတော့အဲ့ဒီစင်ကိုဖျားပင်ကိုပြုတ်တောင်းစီးကောင်းတယ်အဲစီးကြောက်တွေဘာတွေကြရလို့ပြောလို့အပင်ပေါက်လေးချိုးလာပြီးတော့အဲ့ဒီမှာစိုက်ထားတာဒီနေ့နေတော့အသုံးတက်မေဆိုပြီးတော့ပေါ့မယားအမေအခုတော့ဘာမှအသုံးမတည်ပဲနင်ကြီးတော့ဖျင်ရသွားတာပဲဖတ်တင်တယ်သွားစားလိုက်ကောင်းအဲ့ဒီပင်ကိုခုတ်ထည့်လိုက်တော့နုညာမှာမျက်မှောင်ကျုပ်ပြီးတော့အစားတော့ဘယောကလို့ထင်တာ တကယ်လဲဘယ်သူမှမလုပ်တယ်ပြောကမဟုတ်ဘူးအကိုလက်အိမ်ကိုတဲလာတယ်ပြောကပဲသူ့ရဲ့ပြောကပဲချီမွန်ချင်းကဲ့ရဲ့ချင်းဆိုတဲ့လောကရန်တွေကို10မိနစ်လောက်ထဲနဲ့အဟုတ်တကယ်ခံစားလိုက်ရတာပါဗျာခေါနာကတော့ကျုပ်ကိုဝိုင်းပြီးချီမွန်နေကြတဲ့အင်အားလူတွေကအခုကြပြန်တော့ကျုပ်ကိုကဲ့ရဲ့ပြစ်တင်ပြောဆိုနေကြတယ်ဗျာကျုပ်လည်းသူတို့ပြောတာကိုဆက်နားမထောင်ကျင်တော့တာနဲ့ဓမ္မတက်လက်ယူပြီးတော့အဲ့ဒီစင်ကိုဖျက်ရပင်ကြီးကိုအပင်ချီကနေခုတ်ပြီးတော့အပိုင်းပိုင်းထစ်ပြီးအင်တာချင်းတွေကိုပြစ်ချလိုက်တော့တာပေါ့ဗျာ အခုတင်ဆက်ပေးခဲ့တဲ့ဇာလန်လေးကတော့စာရေးဆရာအက္ခါဆောင်ရေးသားထားတဲ့ဆုံတီဥပဒါနဲ့ပယောဂမဟုတ်တော့ပယောဂအတွဲသုံးရဲ့စာစဉ်ကုန်မဲ့ဖြစ်ပါတယ်။နားဆင်ပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့တင်ဆက်သူစာနီပဲဖြစ်ပါတယ်။